င်အားလုံးမင်္ဂလာပါရှင်။ဇမကတော့ဇမထားအစ်စလီဘာဆရာကြီးဒေါက်တာမြင့်သိန်းကရေးတပည့်ဖြစ်ပါတယ်။ချွေရုံပြအရှိပါမို့ချင်းသိန်းနှကောင်အောင်နာလေးမှာဟောကံဖွင့်တာပဲဖြစ်ပါတယ်။အဲ့တော့ဟောကံကိုတော့ပြည့်ရမရှိပါဘူး။ဒါပေမဲ့ဟောကံလေးလာမယ်ဆိုရင်ဖုန်းလေးတည်းရဲ့ဂျိုဆက်ရင်ဇမရေရေကိစ္စနဲ့အလုပ်သွားတာတို့ဘာလို့ဆိုလို့ရှိရင်လည်း ပြင်မရေတွေကတော့ချိန်ပေးတာလို့ပါလို့ဆိုမိတ်ဆွေတို့နဲ့လွဲတော့မှာဆိုလို့ပါအဲ့တော့မလွဲစေချင်ဖို့အတွက်ဖုန်းလေးကြိုဆက်ပေးပါဖုန်းနံပါတ်က399698653400ပဲဖြစ်ပါတယ်ဒီရေရာလေးတွေစိတ်ဝင်စားတဲ့မိတ်ဆွေတို့အနေနဲ့လည်းလိုက်လံပြီးတော့ပြုလုပ်ချင်တယ်ဆိုရင်ဇမားရဲ့အကောင့်ကို follow လေးလုပ်အပေါင်းလေးနဲ့အသေးလေးလည်းပေးတော့ပေးပါအောင်ပြီးတော့မိမိအတွက်ပန်းမချီလို့ဆိုရင် share လေးနဲ့ share တော့ပေးလို့ရပါ ဒီကနေ့မှာမိတ်ဆွေတို့ကိုပြောပြပေးခြင်းတဲ့အကြောင်းအရာကကြတော့အဘဆရာကြီးဒေါက်တာမင်းသိန်းခါရဲ့ဗန်ဘီယာရေရာနေ့တစ်ခုဖြစ်ပါတယ်။အဲ့တော့ဘာနဲ့သာသမီမဆိုဘယ်နဲ့သာသမီမဆိုပြုလုပ်လို့ရတယ်။နောက်တစ်ခုကဒီရေရာက အောင်မြင်ကြီးပွားတိုးတက်စီးပွားတက်စေတဲ့ခြေလျင်ဤလေးတစ်ခုဖြစ်ပါတယ်။မိတ်ဆွေတို့အတွက်လွယ်ကူတဲ့ပြည်တွင်းမှာနေနေဒီပမှာနေနေလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ခြေလျင်ဖြစ်တယ်လို့လူမျိုးဘာသာမရွေးလည်းပြုလုပ်လို့ရပါတယ်။တကယ်သာယုံကြည်မယ်ဆိုရင်တော့ခြေလျင်ရဲ့အကျိုးကျေးဇူးကလျင်မြန်စွာ အကျိုးပေးမြန်မှာပဲဖြစ်ပါတယ်။အဲ့တော့ဇမကိုရိုင်းလည်းဒီခြေလျင်ကိုပြုလုပ်ခူပါတယ်။အဲ့တော့ဘာလေးလို့လဲဆိုလို့ရှိရင်ခြေလျင်ပြုလုပ်ဖို့အတွက်အောင်မြင်ကြီးပွားစီးပွားတက်စေဖို့အတွက် ရေရာပြုတ်လို့ဖို့ရပကံလုံးလေးတစ်လုံးလိုပါတယ်။ကျွန်မကတော့ဒီမှာရှိနေတဲ့ပကံလုံးလေးကိုပဲအသုံးပြုတာပါ။အဲ့တော့ကျွေးပကံလုံးတစ်လုံးလိုပါတယ်။ပကံလုံးမှာကျွေးဖြစ်ရပါမယ်။ပကံလုံးကလည်းကျွေးပကံလုံးတစ်လုံးလိုတယ်။စားအနှင်းငယ်လိုပါတယ်။ပြီးတော့ရင်တကြားလေးအနှင်းငယ်လိုပါတယ်။ဆန်အနှင်းငယ်လိုပါတယ်။အဲ့တော့နောက်ပြီးကြတော့တွယ်ချိတ်ပေါ့နော်။အင်းကြီးချိတ်တဲ့ချိတ်ကလေးတစ်ချောင်းပေါ့။ ရွေးချစ်ကလေးတစ်ချောင်းလည်းလိုပါရတယ်။အဲ့တော့ဂျိတ်ကမေဆွေအနေနဲ့ဒီလိုပဲရိုးရိုးဂျိတ်ပဲ၃၃၊ရွှေရောင်ဂျိတ်ကလေးပဲ၃၃၊ဂျိတ်အကြီးပဲ၃၃၊အသေးပဲ၃၃ညံရှိတယ်လို့အသုံးပြုပါ။ဒါဆိုရင်ရေရရာစတင်ပြီးတော့ပြုလုပ်ပါတော့မယ်။ဒီရေရရာနည်းလေးဒီမေဆွေတို့အတွက်စီးပွားဥစ္စာတွေပွင့်လန်းတိုးတက်လာမယ်။ငွေတွေလက်လာပါတွေပုံများလာလိမ့်မယ်။ငွေကြီးလက်လာပါတွေပုံများမယ်။ပြီးတော့ မိမိရဲ့လုပ်ငန်းတွေအောင်မြင်လိမ့်မယ်တိုးတက်လာပါလိမ့်မယ်ကြွေပကံလုံးတစ်လုံးတွေကိုစားအနေငယ်ထည့်ပါမယ်ဇာလူဖြစ်ရပါမယ်ပေါ့နော်စားကအနေငယ်ထည့်လိုက်ပါစားအနေငယ်ပါဒီမှာဆင်မထည့်လိုက်ပါပြီပြီးတော့ရင်တခြားအနေငယ်ထည့်ရပါမယ်တခြားအနေငယ်ထည့်ပေးပါဆက်အနေငယ်ထည့်ရပါမယ်အဲ့တော့ပကံလုံး ီဖန်ကွက်လေးတစ်လုံးစီပဲအဲ့တော့စားလို့ဖြစ်သွားပြီတည်တန့်ချိန်နေစရာမလိုတော့ဒီလိုမျိုးပကံလုံးလေးထဲမှာစစားရယ်တကြားရယ်စံရယ်အနေငယ်ထည့်ပြီးပြီဆိုရင်တော့ဒီ project ကလေးကိုပိတ်ထားမယ်ပေါ့နော် project ကလေးကိုမဖွင့်ဘူး project ကလေးကိုဒီပိတ်ထားတဲ့အတိုင်းကလေးပဲဒီပကံလုံးရဲ့အလေထဲမှာတင်လိုက်မယ် project လေးတင်လိုက်မယ်ဒါဆိုရင်ရေတရာကိစ္စပြီးသွားပြီအရန်လဲလွယ်ကူတယ်ရိုးရှင်းတယ်ငွေကုန်ကြီးကြလဲတက်တာပါတယ်အခုခေတ်အခုခိုင်မှာကြတော့ငွေကြီးမတက်နိုင်တဲ့လူကလည်း နည်းနည်းလေးညားရတယ်ပေါ့နော်အဲ့တော့လွယ်လွယ်ကူကူလေးနဲ့ပတ်စံနေဝင်မယ်ဆိုရင်မိဆွေတို့အနေနဲ့လိုက်မလုပ်ချင်ဘူးလားအဲ့တော့ဒီလိုမျိုးပြုလုပ်ပြီးပြီဆိုတာနဲ့အဲ့ဒီလိုစံထည့်နေတဲ့အချိန်မှာတကြားထည့်နေတဲ့အချိန်မှာစားထည့်နေတဲ့အချိန်မှာမိဆွေတို့နဲ့စီးပွားဥစ္စာတွေပွင့်လန်းတူတက်ပါစေကန်စာတာတွေပွင့်လန်းတူတက်ပါစေငွေကြေးလက်လာပါတွေပေါများပါစေလို့ဆုတောင်းဆုတောင်းပြီးတော့ရင်ဒီရေရာကိစ္စလေးပြင်ရောက်ပြီးဆိုတာနဲ့ဒီ ကံလုံးကိုအမိုးအကာရှိတဲ့ခြံဝင်းပေါ့နော်ဥပမာမိမိကကိုပိုင်းအိမ်နဲ့ကိုပိုင်းခြံနဲ့ခြံနဲ့ဝင်းနဲ့နေတယ်လို့ဆိုရင်မိမိရဲ့ခြံဝင်းထဲမှာအမြင့်တနေရာမှာတင်ထားမယ်ဒါပေမဲ့မိမိရဲ့ခြံဝင်းမှာအမိုးအကာမရှိတဲ့အပြင်ကိုတော့မထုတ်ထားရအောင်အိမ်ရဲ့တစက်မိတ်အတွင်းမှာပဲတင်ထားရမယ်ပေါ့နော်အဲ့တော့ကြာလာတဲ့အခါမှာဖုန်လေးတက်သွားနိုင်တယ်ဖုန်လေးတက်သွားတဲ့အခါမှာဒီတကြားတွေစားတွေစံတွေကိုပြန်ပြီးတော့လဲပေးပါဖုန်မတက်ရင်ဖုန်မတက်မချင်းထားပါတကယ်လို့အဲ့လိုမဟုတ်ဘူးတိုက်ခန်းတွေမှာဆိုရင်တော့ဗဒင်းပါ ောက်အဝါတို့ပြီးတော့ဝရန်တာတို့မှာထားလို့ရပါတယ်ပြုလို့ထားလို့ရပါတယ်အမြင့်တနေရာမှာတင်ထားလိုက်ပါဒါသည်အဘဆရာကြီးဒေါက်တာမေတ္တန်ခါရဲ့ဂမ်ဘီယာရေလျာနည်းတစ်ခုဖြစ်တယ်လို့ဘသူဘသူမှလှူဒါန်းတာမဟုတ်ဘဲနဲ့လက်ပွင့်ငွေဝင်အောင်အောင်မြင်ကြီးပွားစီးပွားတက်အောင်လို့လက် ဒက်ဆင်တာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ခုနှစ်သားသမီးအနေနဲ့ဒီရေဒရာလေးကိုလိုက်လံပြုလုပ်ပြီးတော့အောင်မြင်ကြီးပွားထွက်တတ်ကြပါစေလို့ဆရာမထားရဲ့ဇလီကမိတ်ဆွေတို့ကိုဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကနေ့ရေဒရာအစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးထူးတင်ပါတယ်မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလူရဆန္ဒနဲ့ကြေဝါကြပါစေရှင်